လောကမှာမာကြောတဲ့လူအတွက်ပဲနေရရှိတယ်ပျော့တဲ့လူအတွက်နေရမရှိဘူးဆိုဆွေကြည့်ပါဦးသူ့ရဲ့အခြေအနေက သူ့ရဲ့အခြေအနေကတကယ်ဆိုရင်တို့ကဒီလိုအလောလောမဲ့ပုံမဟုတ်ဘူးဒါပေမဲ့လူကစိတ်သက်ပဲနော်အလောလောချင်တယ်ဆိုရဲစိတ်သက်ရှိဖို့ပဲသူ့ကိုကြည့်ပါဦးအလားလုံးဝနော်တချို့လူတွေဆိုတော့လမ်းဘေးမှာတောင်းစားတဲ့အခြေအနေရပဲဒါပေမဲ့သူ့စိတ်သက်ကြန့်ခိုင်ပုံကနင်းကြည့်ပါဦးငါတို့တော့မမီဘူးနော်ချင်းစောတွေကင်လိုက် ကြည့်လိုက်ဟာလာသုံးပင်းပေါ်တက်လိုက်နဲ့ဟာလာကြည့်ပါဦးသူ့ရဲ့ဒီစူးစားခြင်းနဲ့စိတ်เนาะအရှုံးမပေးတဲ့စိတ်လူကလေဒီစိတ်တက်ပိုင်းဆိုင်ရမှာเนาะအရှုံးမပေးတဲ့စိတ်ရှိနေပြီဆိုရင်ဒီလူကိုဘာနဲ့မှတားလို့မရတော့သူအထွတ်ထိပ်ကိုရောက်မှာပဲကြည့်ပါဦးဒီမှာကျွန်တော်တို့ပုံမှန်တာမန်လူတွေအသက်ရှင်နေထိုင်စားတောက်နိုင်တဲ့ကဲ့သို့တူလဲဒီမှာကြည့်ပါဦး သူ့ရဲ့အခြေအနေကဆိုရင်တကယ်ဆိုရင်ဒီပုံစံဖြစ်နိုင်ဖို့ဆိုတာမလွယ်ဘူးเนาะဒီမှာကြည့်ပါဦးတကယ်မချီးကျူးပဲမနေနိုင်ဘူးဒါပေမဲ့လူတစ်ယောက်မှာတကယ်တိုးတက်ဖို့เนาะလူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကဘယ်လိုပဲဖြစ်နေပါစေအခြေအနေကဘယ်လိုပဲဖြစ်နေပါစေအဲ့ဒီလူကိုတားဆီးလို့မရတာကဘာနဲ့မှဟန့်တားလို့မရတာကသူ့ရဲ့စိတ်ထဲမှာရှိနေတဲ့ဒီကနေ့ဖြစ်ချင်တဲ့စိတ် သူများဖြစ်သူများလုံနိုင်ငါလည်းလုံနိုင်ရမယ်ဆိုရဲစိတ်ပြင်းပြတဲ့ဒီစိတ်စံတကိုဘယ်ဟာမှထိန်ချုပ်လို့မရဘူးအဲဒီမှာကြည့်ဒီဗီဒီယိုကြည့်ခြင်းအဖြစ်ဒီမှာကျွန်တော်တို့အများကြီးဆင်ခြင်မိတယ်နော်အများကြီးခွန်အားယူမိတယ်ကျွန်တော်တို့ခြေလက်အင်္ဂါဆုံးတဲ့လူတွေနော်ကျွန်တော်တို့အခုလက်ရှိရှိနေတဲ့အခြေအနေထက်ပိုပြီးတဆင့်မြင့်တဲ့နေရာကိုရောက်နိုင်ဖို့ရန်အတွက်ဒီဗီဒီယိုကမိတ်ဆွေကိုစကားပြောပါစေနော်အခုအခြေအနေရှိနေတဲ့အခြေအနေထက်ပိုပြီးတော့ မြင့်တဲ့တဆင့်မှာတွားနိုင်ဖို့ရန်အတွက်ဒီဗီဒီယိုကမိတ်ဆွေကိုစကားပြောပါစေကြည့်ပါဦးဒီမှာသူ့ရဲ့ခြေနေကိုကြည့်လိုက်ရင်တနာစရာပဲဒါပေမဲ့အလာကျွန်တော်တို့တာမန်လူဒီတော်မင်းသူ့ကိုမိနိုင်မှာဘို့သူ့ရဲ့စိတ်တက်မှာကြောပုံကိုတကက်ချီချူးစရာကောင်းတယ်နော်အာကလူသားပဲဒီလူကတကက်ချီချူးစရာကောင်းတဲ့လူပဲကြည့်ပါဦး လောကမှာမာကြောတဲ့လူအတွက်ပဲနေရာရှိတယ်ပျော့တဲ့လူအတွက်နေရာမရှိဘူးဆိုတော့ဒီတိုင်းပဲကျွန်တော်တို့စိတ်တက် ကျွန်တော်စိတ်ကပျော့ညံ့လိုက်ပြီဆိုရင်ကျွန်တော်တို့ကျွန်တော်ထပ်ပို့ပြီးမာတဲ့လူကိုနေရာဖေပေးရမှာပဲဒါဆရာအောင်တင်းပြောတဲ့ဟာလည်းဟုတ်တယ်နော်ကျွန်တော်ဒါကြောင့်မို့ကျွန်တော်တို့ဘုရားမှာကျွန်တော်ကမာကြောနေရမယ်မာကြောနေမှာဖြစ်မယ်ဒါကြောင့်မို့ကျွန်တော်စိတ်သက်ဒီမာကြောပြီးတော့ အခုရှိနေတဲ့အခြေအနေထက်ပိုပြီးတော့ထူခြားတဲ့ပိုပြီးမြင့်မားတဲ့အဆင့်တစ်ဆင့်ကိုရအောင်အလုံးကြိုးစားကြပါဒီဗီဒီယိုကနေမိတ်ဆွေကိုတစုံတရာစကားပြောပါစေအလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်